မလ24ရက်မှာကျင်းပတဲ့ပြည်အောင်စွန့်လွှတ်တော်မှာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌအဖြစ်ဦးမျိုးညွန့်ကိုအမည်စရင်းတင်သွင်းခဲ့ပါတယ်။ပြည်အောင်စွန့်လွှတ်တော်နာရကမန်းဝင်းခိုင်တန်းကလွှတ်တော်ကိုတင်ပြခဲ့ရမှာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်တွေအဖြစ်တမရအဖြစ်ရွေးချယ်တင်မြောက်ခံထားရသူဦးထင်ကျော်ကဦးညင်ညီဦးမြင့်ဝင်းနဲ့ဦးမျိုးမြင့်တို့ကိုအမည်စရင်းတင်ခဲ့ပြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကဦးမျိုးညွန့်ဦးခင်မောင်ချိုနဲ့ဒေါခင်ထေးကျော်တို့ကိုအမည်စရင်းတင်ခဲ့တာ အမျိုးသားလွတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်တန်းကဥတော်ကျင်းပေါင်းဒေါ်လာမျိုးနဲ့နဲ့ဥကျော်ဆန်းစုစုပေါင်း၉ဦးတို့ကိုအမည်စင်းအသီးသီးတင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအဖွဲ့ဝင်၉ဦးတည်းကပြည်သူ့လွတ်တော်ဥက္ကဋ္ဌအမည်စင်းတင်သွင်းခဲ့တဲ့ဥမျိုးညွန့်ကိုခုံရုံးဥက္ကဋ္ဌအဖြစ်ရွေးချယ်ထားတာဖြစ်ကြောင်းပြည်တော်စုလွတ်တော်နိုင်ငံကကလွတ်တော်ကိုတင်ပြခဲ့ပါတယ်။နိုင်ငံတော်တမန်အဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကရွေးချယ်ထားတဲ့အဖွဲ့ဝင်၃ဦးကတော့၁ဦးညီညီ၂ဦးမြင့်ဝင်း သုံးဥမျိုးမြင်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကရွေးချယ်ထားတဲ့အဖွဲ့ဝင်သုံးဥကတော့၁ဥမျိုးညို၂ဥခမောင်ချူ၃ဒေါခင်သေးကျွယ်မြို့သားလွတ်တော်ဥက္ကဋ္ဌကရွေးချယ်ထားတဲ့အဖွဲ့ဝင်သုံးဥကတော့၁ဥတော်ကျင်ပေါင်း၂ဒေါလှမျိုးနွယ်၃ဥကျော်ဆန်းတို့ဖြစ်ပါတယ်အထက်ပါပုံပုပ်ကိုကိုဦးနဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကရွေးချယ်ထားတဲ့ ဥမျိုးညွန်ဟာဥက္ကဋ္ဌဖြစ်တာဝန်ပေးအပ်ဖို့ပြည်တော်စုလွှတ်တော်သို့တင်ပြထားပါတယ်အစီအစဉ်ခုနှစ်ဖြစ်ပါတယ်ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံတော်ဓမ္မဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကအဆိုပြုတင်ပြတဲ့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဘုံရုံးဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များရဲ့အမည်စင်းနဲ့ဆက်လက်ပြီးခက်အပ်သဘောတူသောကျင်ညာခြင်းသို့မဟုတ် ကန့်ကွက်လို့တော့လွတ်တော်ကူစင်များရှိပါကကန့်ကွက်ကြောင်းအစိုးတင်သွင်းခြင်းတို့ကို2016ခုနှစ်မတ်လ28ရက်ဒီနှစ်လာနေ့နာနဲ့ဆယ်နာရီမှာကျင်းပပြုလုပ်မယ်ပြည်တော်စုလွတ်တော်စည်းရုံးမှာဆောင်ရွက်မှာဖြစ်ပါတယ်ဒီလိုရွေးချယ်ထားမှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးလို့တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလွှတ်တော်နိုင်ငံကကဖိတ်ခေါ်ထားတာဖြစ်ပါတယ်။